ျွန်တော်တို့အင်တာနက်ပေါ်မှာမြင်တွေ့နေကြတဲ့ဓာတ်ပုံတွေဟာအပြင်းမှန်းကြည့်ရင်တာမမဲဖြစ်ပေမဲ့တချို့တချို့သောဓာတ်ပုံတွေမှာတော့ထူးခြားပြီးဝန်းနေစရာကောင်းတဲ့နောက်ခံဇာတ်လမ်းတွေရှိနေပါတယ်။လူများမြင်မှာရဲစရာလို့မြင်ကြတဲ့ပုံတွေဟာနောက်ကွယ်မှာခြေခွဲစရာဖြစ်တဲ့တွေရှိနေပြီးအပျော်ဆုံးချိန်မှာရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေဟာသူတို့ရဲ့နောက်ဆုံးဓာတ်ပုံဖြစ်သွားတာတွေလည်းရှိပါတယ်။အဲ့ဒါတွေကဘာတွေဖြစ်မလဲ။ဒီထူးခြားတဲ့ဓာတ်ပုံတွေရဲ့နောက်ခံသမိုင်းကြောင်းတွေကရောဘလို့ရာတွေလဲဆိုတာကိုကျွန်တော်နဲ့တူတူလိုက်ကြည့်ပြီးဖိတ်ခေါ်လိုက်ပါတယ်။ အားလုံးပဲမင်္ဂလာပါခင်ဗျာ Mystery Box Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးကိုစုံနေကြည့်ရှုပြီးတိုင်းနေတတ်တယ်ဆိုရင် Like and Subscribe လေးပြုလုပ်ပေးသားဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာနံပါတ်၁ကတော့ Dust Battle အကြောင်းပဲဖြစ်ပါတယ်သဘောကလှမပါမယ်အန်ဒီယန်လည်းလုံများပါတယ်တက္ကသိုလ်ကျောင်းသားတူဖြစ်တဲ့အသက်၂၂နှစ်အရွယ်ရှိတဲ့ Dust Battle ဟာ၂၀၁၄ခုနှစ်စက်တင်ဘာလ၂၁ရက်နေ့မှာသူ့ရဲ့တငယ်ချင်း၄ဦးနဲ့အတူ New Jersey ပြည်နယ် West Mill Force ရှိအပူဝါဘေးမဲ့တောကိုတောင်တက်ခီးဖြစ်ထွက်ခွာလာခဲ့ကြပါတယ် ထိုးတော်လေးမှာသွားလာနေစဉ်ပါတယ်သည်ပေါင်340ကျင်းရှိသောဘုံဘုံလက်ကြီးတစ်ကောင်ဖြတ်သွားနေတာကိုမြင်တွေ့ခဲ့ပါတယ်ထိုမိဝင်းကဆွဲဆောင်မှုရှိနေသောကြောင့်ပါတယ်သည်ဓာတ်ပုံရိုက်ရန်ရက်လိုက်ပါတယ်ဘုံဘုံနဲ့များပုံမှန်အဖြစ်လူသားများကိုရန်လုံလို့မရှိပါဘူးဒါပေမဲ့ထိုဘုံဘုံကအကြောင်းတစ်ခုကြောင့်ဒေါသထွက်နေခဲ့ုံရပါတယ်ပါတယ်ဟာဓာတ်ပုံရိုက်ပြီးမကြခင်ဘုံဘုံကရုတ်တရက်တိုက်ခိုက်ခဲ့တာကြောင့်သူနဲ့သူ့သူငယ်ချင်းအဖွဲ့လည်းကြောက်လန့်ကအသက်ရှင်ရန်အတွက်ပြေးတော့ထပ်ပြေးခဲ့ကြပါတယ်ပါတယ်ဤသူငယ်ချင်းများကသူ့ကိုနောက်ဆုံးမြင်လိုက်ရခြင်းနဲ့ ဝမ်းမုံကလိုက်နေတဲ့ဖြင့်သူသည်ကြောက်တုံးတုံးပေါ်သို့ခက်ခဲခဲတက်ရောက်နေပြီးသူတို့ကိုဆက်ပြေးရန်အော်ဟစ်နေကြတယ်လို့ဆိုပါတယ်။ဝမ်းမုံကိုရှောင်နေပြီးနောက်တငယ်ချင်းများပြန်လည်ဆူဆင်းမိတော့ကမိသူမတန်ရာများခဲ့တော့လဲပတ်တယ်ကိုရှာမတွေ့တော့ပါဘူး။နာယီနှဲငယ်ကြပြီးနောက်ရဲများရောက်ရှိလာပြီးထမ်းမှန်ရှာပွဲခဲ့ရာပတ်တယ်၏အလောင်းကိုသာထိုဝက်ဝင်နေအတူတွေ့ရှိခဲ့ရပါတယ်။ရဲရရှိများကဝမ်းမုံကိုလင့်မဲ့စွာပြစ်တတ်ခဲ့ပြီးနောက်အနီးနားတွင်ကြက်ရပါရှိသောပတ်တယ်၏ဖုန်းကိုတွေ့ရှိခဲ့ပါတယ်။ထိုဖုန်းထဲမှာတော့သူ့ရဲ့အသက်ကိုနှုတ်ယူခဲ့သောတရိတ်ဆန်ကို သူနောက်ဆုံးရယူခဲ့တဲ့ဓာတ်ပုံတစ်ပုံကိုတင်စီထားခဲ့ပါတယ်။ဘိုးဟိုနဲ့ဒီတနားရီလေးမိုင်30အထိအချိန်ဟုန်မြင့်ပြေးနိုင်ပြီ။တဲမြလူသားတူကတော့မိုင်ရှင်းမိုင်သာပြေးနိုင်တာကြောင့်ပါတယ်အတွက်တော့အသက်ရှင်ဖို့အခွင့်အရေးလုံးဝမရခဲ့တာပဲဖြစ်ပါတယ်။နံပါတ်2ကတော့ကြောင်ကိုအော်ဟစ်နေတဲ့အမျိုးသမီးရဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာဒီဓာတ်ပုံကို Facebook ဒါမှမဟုတ်တခြား Social Media Platform တခုမှာနေ့စဉ်မြင်တွေ့နေကြရပါတယ်။ဒီပုံကရေစရာကောင်းပါတယ်။ဒါပေမဲ့ဒီပုံရဲ့နောက်ကွယ်မှာတော့ဆိုးရွားတဲ့အကြောင်းအရာများစွာရှိနေပါတယ်။ ထိုဓာတ်ပုံဟာ2019ခုနှစ်တွင်ပထမဆုံးပေါ်လာခဲ့တာဖြစ်ပြီးဓာတ်ပုံနှစ်ပုံကြားမှာတော့ဆက်ဆက်မှုရှိမနေပါဘူး။ပုံထဲကကြောင်ကို Smash ဟုခေါ်ပြီးကနေဒါနိုင်ငံ Ottawa ကဖြစ်ပါတယ်။ထိုကြောင်လေးကညသာစားပွဲစီကလပ်ထိုင်များပေါ်တွင်ထိုင်ရတာကိုတိုက်နေတတ်ပါတယ်။၎င်းရဲ့ပိုင်ရှင်က2019ခုနှစ်တွင်ထိုနာမည်ကြီးဓာတ်ပုံကို Tumblr တွင်ပထမဆုံးတင်ခဲ့တာဖြစ်ပါတယ်။အမျိုးသမီးကတော့ Taylor Armstrong ဖြစ်ပြီး The Real Housewife of Beverly Hills ကိုခေါ်တဲ့ reality TV show တစ်ခုမှာပါဝင်ပြုဆောင်ခဲ့ပါတယ်။2019ခုနှစ်တွင် season 2ဖြစ် မာလီဝူဘေ့စ်ပါတီ from hell အပိုင်းတွင်တေလာသည်အင်းရှင်မှာကံမေးဂရမာနှင့်ကံမေးတငယ်ချင်းတို့နှင့်အလွန်ပြင်းထန်သောစကားညှဉ်းပန်းမှုဖြစ်ပွားခဲ့တဲ့မြင်ကွင်းဖြစ်ပါတယ်။ဤပိုင်းသတင်းကို Daily Mail ကဖော်ပြခဲ့ပြီးကျွန်တော်တို့အခုတွေ့မြင်နေရတဲ့ဓာတ်ပုံကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အဖြစ်ပြက်ကတော့ဒီလိုပါ။ထိုးဆိုးကိုမြတ်ဘူးပင်ကတေလာသည်သူမ၏ထိုးစဉ်ကခင်မုန်းဖြစ်သူ Russell Armstrong ၏အိမ်တွင်ကြံ့ဖတ်မှုများကြောင့်ခံစားခဲ့ရသောရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခများကိုတငယ်ချင်းများကိုရှင်းပြခဲ့ပါတယ်။ Russell သည် ဒေါသလွန်ကြီးကမယူရဲဆန်တဲ့သူဖြစ်ပြီးတေလာဘုံမှာပေါက်ပြန်သွားပဲမကြာခဏဆိုသလိုပေါက်ပြန်သည်ဟုစွပ်စွဲလေးရှိပါတယ်။ရက်ဆဲဟာသူမကိုတချို့လုံရန်အတွက်အိမ်ဘက်လေတွင်အတန်သွင်းကိရိယာများခြားထားခဲ့ပြီးလင်ညာဆန်းသက်စစ်ဆေးမှု line detector test ကိုလည်းခံယူရန်အတင်းကျပ်ခိုင်းစီပဲကြောင်းသိရပါတယ်။ရက်ဆဲ၏အကြံဖတ်မှုတစ်ခုပြီးရင်တေလာသည်မျက်နှာကိုပြန်လည်ခွဲစိတ်ကုသမှုခံယူခဲ့ရသည်ထိတွေ့ခဲ့ပါတယ်။တေလာသည်သူလူရင်ဖွင့်လာကိုသူမ၏ခင်မိုးပြန်လည်သိရှိပါကဆိုးရွားသောတုံ့ပြန်မှုကိုကြောက်ရွံ့သောကြောင့်အီယာကိုအားလုံးကိုလှုပ်ဝက်ထားစေလိုခဲ့ပါသည် ဒါပေမဲ့ Tempest in the Tea Party အပိုင်းနဲ့ကံမေးသည်လီစာ၏လုံဆောင်မှုအချို့ကြောင့်တေလာ၏အိမ်ဆောင်ရေးအကြောင်းကို TV တွင်ထုတ်ပေါ်ပြောကြားခဲ့ပြီး reality show တွေရဲ့ထုံးစံအတိုင်းထိုအကြောင်းအရာကိုဇလန်းတို့၏အပိုင်းတွင်ထည့်သွင်းကအကြောင်းအရာတစ်ခုဖြစ်ဖော်ပြခဲ့ပါတယ်။သူမ၏ကြောင်းမဲ့ဖွယ်ရာဇလန်းကိုအများသိဖြစ်သွားသောအခါတေလာသည်သူမ၏ခင်မိုးပြန်လည်သိရှိရန်အချိန်ကြာပြီးမဟုတ်ကြောင်းသိခဲ့ပြီးဘယ်လိုတုံ့ပြန်မလဲဆိုတာကိုအလွန်စိုးရိမ်နေခဲ့ပါတယ်။ထို့အတွက်ကံမေးကတေလာကိုပြန်လည်တောင်းပန်ခဲ့ပြီးတေလာကလက်မခံခဲ့သည့်အတွက်ကံမေး၏တငယ်ချင်းနှင့် တေလာတို့ထိတဲ့တွေ့ခဲ့ကြပြီးစိတ်ဖိစီးမှုနဲ့အရက်တောက်ထားတာရောနှောသွားတဲ့အခါတေလာသည်ယခုလိုနာမည်ဆိုးပြင်ကြော်ကြားတဲ့ဗီဒီယိုကလစ်တွင်ပေါက်ခွဲထွက်သွားခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီပြဿနာတစ်ခုလုံးကိုပိုဆိုးစေခဲ့သည်မှာတေလာ၏ခင်မွန်းပြသူ Russell Armstrong သည်ဘန်နာ၏ပြဿနာများနဲ့အတူ reality show ရဲ့နောက်လာမယ့်ဇက်ကွက်တွေမှာသူ့ရဲ့အင်းရင်းချမ်းပန်းမှုတွေကိုထုတ်ပေါ်ပြသဖို့စီစဉ်ထားတဲ့သတင်းတွေကြောင့်စိတ်ကြရောဂါကိုဆိုးရွားစွာခံစားခဲ့ရပြီးနောက်တွင်ဆူဆိုက်လုပ်သွားခဲ့ပါတယ်။ဒီရာအလုံးကိုထောက်ရှုပါကဇလန်တွေကိုထုတ်လွှင့်သည့် ဘရာဗိုရုပ်သံကွန်ရက်သည်ထိုအပြပြများကိုလုံးဝထုတ်လွှင့်နေခြင်းမပြုတင်ဘူးယူဆကြပါရယ်အခုလက်ရှိမှာတော့တေလာသည်အမျိုးသမီးအိမ်ရင်းကြံဖတ်မှုပတ်မှုကူညီရေးဖွဲ့များနဲ့လက်တွဲလှုပ်ဆောင်နေပြီး2019ခုနှစ်တွင်သူမရဲ့ဆယ်ခုကို Twitter မှာယခုလိုပဲမျှဝေခဲ့ပါရယ်ဒါကကျမရဲ့အတိတ်ဖြစ်ပြီးကျမရှေ့ဆက်သွားခဲ့ပြီပဲဖြစ်ပါရယ်ကျမဟာအခုလက်ရှိမှာဒရန်ကျမ်းမာပျော်ရွှင်တဲ့အိမ်တော်ရေးတစ်ခုမှာနေထိုင်နေပါရယ်ဟုရေးသားခဲ့ပါရယ်နံပါတ်3မက်ကွယ်ကင်ကြီးကိုမောင်နှမများ1985ခုနှစ်ဩဂုတ်လ20ရက်နေ့ကယ်လီဖိုးနီးယားတွင် စကွိုင်းယာမျိုးသားဥယျာဉ်ရှိမော်ရိုကျောက်တောင်ပေါ်သို့တက်နေပြီးမက်ကွယ်ကင်ညီကိုမောင်နှမများဖြစ်သောအသက်၁၈နှစ်အရွယ်ရှိမိုက်ကယ်၁၅နှစ်အရွယ်မယ်ရီနှင့်၁၂နှစ်အရွယ်ရှောင်းတို့သည်တကယ်ကိုထိတ်လန့်စရာဖြစ်တစ်ခုကိုကြုံခဲ့ရပါတယ်။၎င်းတို့တောင်တိတ်ပေါ်သို့ရောက်သောအခါအလွန်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။သူတို့ရဲ့အရေးပါများစတင်ဆက်ဖင်းဖင်းဖြစ်လာပြီးစပင်းများထောင်လာခဲ့ပါတယ်။မိုက်ကယ်၏လက်ချောင်းကြီးလက်စွပ်သည်၃သလုံးကြားနိုင်ခဲ့သည့်အလွန်ကျေလောင်စွာတုန်ခါလာခဲ့ပါတယ်။၎င်းတို့သည်အဖြစ်စဉ်ကိုရဲစရာတစ်ခုခုထင်မှတ်ခဲ့ပြီးဓာတ်ပုံရက်ခဲ့ကြရာ မိုက်ကယ်နဲ့ရှောင်းဤရင်မောနေသောမျက်နှာများကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အလွန်အေးသောလေနဲ့အတူမိုးသီးများစတင်ရွာသွန်းလာတော့ကကြော်စရာများရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။၎င်းတို့သည်တောင်းအောင်သူအလင်းများဆင်းလာခဲ့တော့လေမကြမီတွင်ဖြူခွေးသောလင်းလန်းတစ်ခုနှင့်နားခွေးမတက်ပေါက်ခွေးစံဤတစ်ခုကိုကြားလိုက်ရပြီးဟုတ်ကဲ့ပြန်တော့ခါလာတဲ့ကိုခံစားခဲ့ရပါတယ်။မိုက်ကယ်နောက်ဆုံးမှတ်မိပြီမှာနေရင်မော်တော့ပလက်လန်လဲကြနေပြီးတတိယနေခဲ့ကရှောင်းကိုအနီးနားနဲ့တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ရှောင်းဤခန္ဓာကိုယ်မှာမီးခိုးများထွက်နေသည်ကိုတွေ့ရပြီးမိုက်ကယ်သည်ချက်ချင်းပြေးကငငယ်ဤကြောပေါ်ရှိမီးကိုညှိတက်ကသွေးကုန်လုံးကိုစစ်ဆေးခဲ့ပါတယ်။ကံသောတောင်းမစွာနဲ့ရှောင်းဟာအသက်ရှင်နေခဲ့သေးတာကိုသိရှိခဲ့ရပါတယ်။ညီကိုများသည်သုံးခွာကြောင်းလျော့စီးလက်ခြင်းကိုခံခဲ့ရခြင်းပဲဖြစ်ပါတယ်။အန်အောပွဲမှာမယ်ရီသည်ဒဏ်ရာလုံးဝမရဘဲလွတ်မြောက်ခဲ့တော့လေရှောင်းသည်အဆိုးဆုံးခံစားခဲ့ရပါတယ်။မိုက်ကယ်သည်ညီဖြစ်သူကိုတောင်းအောက်သို့တည်ဆောင်သွားခဲ့ပြီးရှောင်းသည်မီးလောင်ဒဏ်ရာများတော့ကုသမှုခံယူပါနောက်ဆုံးတွင်ပြန်လည်သက်သာလာခဲ့ပါတယ်။ ။သို့သောအနီးအနားရှိအခြားတောင်တသမားတို့အတွက်မူထိုဖီအောင်လက်စည်းတန်းသည်သူတို့မြင်တွေ့ရပြီးနောက်ဆုံးရဖြစ်ခဲ့ပါသည်။ဤဖြစ်ရပ်နောက်ပိုင်းတွင်၎င်းညီကိုမောင်နှမများ၏ထူးဆန်းသောဓာတ်ပုံသည်တော်ကြားလာခဲ့ပြီးမွန်တိုင်းဘီကင်း၏အကြောင်းလူများကိုတင် जा ပေးရန်အတွက်အသုံးပြုခဲ့ကြပါသည်။ပျက်စီးမပြစ်မီဒေလိုရဲရှိလက်စက်တံများသည်လေလဲနဲ့စွမ်းရည်များစုပေါင်းလာပြီးသပင်များကိုထောင်သိခြင်းဖြစ်ပါတယ်။ထို့ကြောင့်တင်းရည်ပြဆက်ခင်းဖြစ်လာပြီးသပင်များထောင်လာပါကအကာအကွယ်ရမည့်နေရာကိုအများဆုံးခြားသိမ်းပါတယ်။သပင်အောက်တော့မဟုတ်ဘူးပေါ့နော်။ ။သဘင်မရှိတဲ့သူတွေကတော့ကိုယ်တိုင်နဲ့ကိုယ်ပိုင်ပါပဲ။နံပါတ်၄ကတော့အော်စကာရဲ့အယုတ်ပဲဖြစ်ပါတယ်။အေးဆက်ပြီးဖန်ခဲ့သူကြည်နေသည့်မျိုးလုံးများနဲ့ထူးဆန်းသောငှက်မွေးများဖြင့်ပေါင်းအုပ်ထားသည့်အီယုတ်ကိုတင့်အနေနဲ့ရှီဟောင်ဟော်ရာရုပ်ရှင်တစ်ခုမှအသုံးမပြုသောသည့်ပစ္စည်းတစ်ခုကိုထင်မိနိုင်ပါတယ်။အမှန်တကယ်ပင်အီဒက်ပုံသည် အော်စကာကိုကိုစကာအမည်ရှိပကြီးဆရာရဲ့ကူးထားသည့်ဓာတ်ပုံများသောထဲမှတစ်ခုဖြစ်ပါတယ်။ဤထူးဆန်းသောအယုတ်၏နောက်ခံဇာတ်လမ်းသည်၎င်းရဲ့ပုံသဏ္ဍာန်ကဲ့သို့ပင်ထူးခြားဆန့်ကျင်လာပါတယ်။1938ခုနှစ်တွင် ပထမကမ္ဘာစစ်နိုင်စစ်မှုထမ်းပြီးနောက်အော်စတြီးယားသို့ပြန်ရောက်သောအခါကိုကိုစကာသည်သူ၏၃နှစ်ကြာချစ်သူဖြစ်သူအယ်မာမာလဲကအခြားတစ်ယောက်တွင်သူ့ဘော်သစ္စာမဲသောဖောက်ပြန်သွားကြောင်းကိုသိရှိခဲ့ရပါသည်။စစ်မှုကောင်းစရာကတော့သူတို့အတူရှိစဉ်လည်းပါကိုကိုစကာသည်မာလဲဘော်လွန်စွာဆွဲလန်းခဲ့တာလို့ဖြစ်ပါသည်။ချစ်သူမရှိတော့တဲ့နောက်ပိုင်းဂျင်ဝဲလာကြခဲ့သောကိုကိုစကာဒီထူးဆန်းတဲ့အရာတစ်ခုကိုလုပ်ဖို့ဆွေးနွေးခဲ့ပါတယ်။အဲဒါကတော့အယုတ်တွေလုပ်တဲ့လူဖြစ်တဲ့ဟာမင်းမူးစ်ကိုခေါ်က သူ၏ချစ်သူဟောင်းနှင့်အရွယ်စားသူအယုဒယုဖန်တီးပေးရန်တောင်းဆိုခဲ့ရပါဖြစ်ပါသည်။ကိုကိုစကာသည်မူးထံသို့ပုံချမ်းများအသေးစိတ်ညွှန်ကြားချက်များနှင့်မာလဲဂီခန္ဓာကိုယ်အတိုင်းအတာများကိုပင်ပေးပို့ခဲ့ပါသည်။1939ခုနှစ်တွင်မူးသည်သူမ၏ဖန်တီးမှုကိုအပြီးသတ်ခဲ့ပြီးဤကြောင့်မျိုးဖွယ်ရာအယုံကြီးကိုဖန်တီးခဲ့တာပါ။အယုတ်ကိုဖော့သာမုံများဖြင့်အပြည့်ထည့်ထားပြီးညနာသည်အသက်မဲ့နေကအရေပြားကိုငန်းမွေးများဖြင့်ပြုလုပ်ထားသောကြောင့်ကျိုးဆိုးကြီးတန်နေပြီးအဝတ်စားဝတ်ရန်အလွန်ခက်ခဲစေခဲ့ပါသည်။ရှင်းရှင်းပြောရရင်တော့ မူးစီကိုကိုစကိုင်းတောင်းဆိုချက်ကိုသဘောမကျပဲနားလဲနေတန်းနိုင်တယ်များမတူစီရင်ကြိုးပမ်းခဲ့ပုံရပါတယ်ကိုကိုစကိုင်းနေဖြင့်စိတ်တက်ခဲ့ရတော့လေဒီကြောက်စရာကောင်းသောအယုတ်ကြီးသူ၏အမြဲတမ်းပေါ်ဖြစ်လာခဲ့ပြီးပါတီပွဲများနဲ့အော်ပရာပွဲများတို့ပင်သူနဲ့သူခေါ်ဆောင်သွားခဲ့ပါတယ်အရေးကြီးဆုံးမှာကိုကိုစကာသည်သူ၏ပကြီကားအတွက်အစားထိုးပကြီမော်ဒယ်တစ်ဦးကိုရရှိခဲ့ခြင်းပင်ဖြစ်ပါတယ်1919ခုနှစ်မှာအပြာရောင်ပကြီကားဖြင့်စတင်ကသူသည်အယုတ်ကိုတရုတ်ပေါ်ထားသည့်ပုံ80ကျော်ပကြီကားများနဲ့ဓာတ်ပုံများကိုထုတ်လုပ်ခဲ့ပါတယ်ထို့နောက် 1920ခုနှစ်တွင်ကိုကိုစကာသည်အယုတ်သည်သူ့အားဆွဲလမ်းမှုမှကုစားပေးခဲ့သည်ဟုရေးသားခဲ့ပါသည်ထို့နောက်မှာတော့သခင်ကလူသားမာလင်းနှင့်ကဲ့သို့ပင်သူနှင့်ထိုရုပ်ယူဆက်ဆံရေးသည်လည်းအဆုံးသတ်ခဲ့ပါသည်ထူးခြားတာကတော့ယခုတစ်ချိန်တွင်ပုံမူပြင်းထန်စွာဆုံးသတ်ခဲ့ခြင်းပဲဖြစ်ပါသည်ကိုကိုစကာသည်ပါတီပွဲတစ်ခုကျင်းပကအယုတ်ကိုအကောင်းဆုံးဝယ်စားများဖြင့်ပြသခဲ့ပြီးနောက်အယံမူလာသောအခါခြံထဲသို့ယူသွားကခေါင်းဖြတ်ပြီးအယုတ်၏ခေါင်းပေါ်သို့ဝိုင်းနီပလင်းတစ်လုံးကိုရိုက်ပွဲပေးပါသည်အချစ်ကြီးရဲ့ကိုကိုစကာတယောက်ကတော့ သူ့ရဲ့ချစ်သူပေါ်ထားရှိခဲ့တဲ့ဆွဲလမ်းမှုကိုအမှုပညာသမားပြီးပြီးစမ်းသစ်တဲ့နည်းလမ်းနဲ့ဖြေရောက်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးအဲဒီနောက်ပိုင်းမှာတော့သူ့ရဲ့ပုံမှန်ဘဝလေးကိုပြန်လည်ဝင်ရောက်ခဲ့ပြီး1980ပြည့်နှစ်အသက်63နှစ်အရွယ်မှာကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။အစွန်ရောက်တဲ့ဆွဲရှိခဲ့ပေမဲ့ကာယကံရှင်ပါဝင်မြေသူကမှအနေမဖြစ်စေတဲ့နည်းနဲ့ဖြေရှင်းနိုင်ခဲ့လို့လေးစားပါတယ်ကိုကိုစကနံပါတ်5သူ့ရဲ့စမ်းကြေတော့ပြင်ပလူများ2014ခုနှစ်ကဆယ်မီလို့ခေါ်တဲ့ခရိုအေးရှားနိုင်ငံကတောင်တန်းဒေသကိုခီးသွားခဲ့တဲ့ Reddit အသုံးပြုသူတဦးကနေဒီတဲ့ပုံကိုတင်ခဲ့ပါတယ်။ ပထမတော့ဒီပုံဟာတငယ်ချင်းတွေရိုက်တဲ့ရေရိုးပုံတစ်ပုံလိုပါပဲဒါပေမဲ့အင်းတင်ရောက်ပြီးဓာတ်ပုံကိုအနီးကကြည့်တဲ့အခါမှာထူးဆန်းတာကိုသတိထားမိခဲ့ကြပါတယ်ပုံရဲ့ဝေးလံတဲ့နောက်ခံလူကိုယ်တွေကြားမှာလူတယောက်ရဲ့အရေးလိုလိုပုံစံတစ်ခုရှိနေတာကိုတွေ့ခဲ့ရပါတယ်အဲ့ဒီချိန်တော့ကဓာတ်ပုံရိုက်ခဲ့တဲ့အဖွဲဟာတော်ရဲမှာသူတို့တစ်ဖွဲ့တည်းသာရှိနေခဲ့တာဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်ဒါဆိုရင်ဟိုအဝေးကလူကဘယ်သူလဲမင်းသူမှမသိနိုင်ပါဘူးနောက်ပိုင်းမှာဒီဓာတ်ပုံကိုခွဲခြားစိတ်ပြကြည့်ရောပိုတိုရှော့သုံးသားရဲ့လက္ခဏာတွေလုံးဝမတွေ့ရဘူးလို့ဆိုပါတယ် ဒါကတော့မြူကိုးတွေကြားထဲမှာတကယ်ပဲတစုံတယောက်ရှိနေခဲ့တာကိုဆိုလိုနေပါတယ်။ဒီထက်ပိုပြီးသိကြပေမဲ့နောက်ထပ်အကြောင်းအရာတွေကတော့မရှိတော့ပါဘူး။ဘာလို့လဲဆိုတော့မူရင်း post တင်ခဲ့တဲ့သူကသူ့ရဲ့ account ကိုလွှတ်ဝတ်ဆန်းကျင်စွာဖျက်ပစ်လိုက်လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့တန်တရားဖြစ်ပေါ်တဲ့ချက်လက်တွေကတော့ကြံခဲ့ပါတယ်။တဘာအောင်လုံကိစ္စများကိုမယုံကြည်သူများကဒီပုံကတကယ်တော့ကြိုတင်စီစဉ်ထားတဲ့ဇာတ်လမ်းဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ပုံမှန်ငွေချင်းတွေရိုက်တဲ့ပုံလို့မဟုတ်ပဲကင်မရာကိုအနှဲငယ်ဘေးဘက်ကိုရွှေ့ပြီးဝေးရနေရာကိုဆွဲချုံထားပါတယ်။ ဒီလိုရက်ကူးပုံဟာတငယ်ချင်းတွေရဲ့မျက်နှာကိုရိုးရိုးရိုက်တာတက်ဝေးလံတဲ့နောက်ခံကိုအာရုံစိုက်စေလိုတဲ့သဘောမျိုးဖြစ်နေတယ်လို့ထောက်ပြကြပါဗျ။ပုံတမီမကြခင်မှာမူရင်းပိုင်ရှင်ကအကောင့်ကိုဖျက်ပစ်လိုက်တာဟာလေပို့ပြီးလိုဝက်စမ်းကြေတာကိုဖန်ပြီးလိုတဲ့ရေရဲရှိနိုင်တယ်လို့ယူဆကြပါဗျ။ဒါပေမဲ့ဒီတပ်ပုံရဲ့နောက်ဝက်ကလိုပါတကယ်ပဲထိုနေရာမှာရိုက်နေခဲ့သလား။ဒါမှမဟုတ်စကူးရင်ဖန်တီးတာလေပုံမြင်တဘောလားဆိုတာကိုတော့အခိုင်အမာကောက်ချက်ချလို့မရနိုင်ပါဘူး။အစုံနဲ့ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပျော်ရွှင်မွန်နေ့တွေသနစ်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။